တော်လံဖယ်ရှားပြီလို့သူတို့ပြောတာเนาะလက်မခံနဲ့မဟုတ်တဲ့အတွေ့ဆိုတော်လံကောင်းနဲ့အပြစ်ကင်းပြီးတော့ကုသိုလ်ဖြစ်တဲ့အတွေ့တွေကိုတွေးပြပါဘာတွေတွေးရမလဲဆိုကိုအေးကိုတွေးတာကြရင်အေးဒီနေ့ငါဟာကိုချင်းသီလနဲ့ပြည့်စုံရင်လားငါတဏ္ဏမှာကိုချင်းသီလရှိရလားငါပါရိနဲ့အချိန်ကုန်နေတယ်နဲ့ငါစိတ်တရားရောကုသိုလ်စိတ်နဲ့အချိန်ကုန်သလား ကိုယ့်ကိုဆန်းစစ်ပြီးတဲ့အခါကျတော့ကုသိုလ်နဲ့အချိန်ကုန်အောင်ကြိုးစားဖို့လိုအပ်တယ်။ရှင်နဲ့နှလုံးနဲ့ကုသိုလ်ရဖို့ကအရေးကြီးတယ်။ရှင်နဲ့မှသတ္တာဖြစ်နေတယ်။လှူတာမလှူတာနဲ့သတ္တာဖြစ်နေတယ်။ရှင်နဲ့မှတတိပြီးဖြစ်နေတယ်။ရှင်နဲ့မှမကောင်းတာတွေကိုမလုပ်ဖို့ကြိုးစားတဲ့ဝီရိယတွေဖြစ်နေတယ်။ရှင်နဲ့မှစိတ်ထား စိတ်တွေလေလွင့်မနေပဲနဲ့ကောင်းမြတ်တဲ့အာရုံတစ်ခုမှတည်ကြည်မှုတွေဖြစ်တယ်။ရှင်တဲမှာအမှန်ကန်ဆင်ញင်သုံးသက်တတ်တဲ့အကုသိုလ်ရဲ့အပြစ်ကုသိုလ်ရဲ့အကျိုးတွေဆင်ញင်သုံးသက်တတ်တဲ့အသိဉာဏ်တွေဖြစ်နေမယ်။တတ္ထဝီရိယတတိသမာဓိပညာဆိုတာဓာတ်တွေဖြစ်နေတယ်ဆိုရင်မကောင်းတဲ့အကုသိုလ်တွေကိုယ်တဏမှာမဖြစ်တော့။သီလနဲ့ထုံမွန်းထားမယ်တရားနဲ့ထုံမွန်းထားမယ် တုတ္တနဲ့ထုံမွန်းမယ်စာကနဲ့ထုံမွန်းထုံမွန်းတယ်ဆိုတာမကြမကြတတိယကိုပြောတာကိုစောက်နဲ့သီလလေးတွေမယ်မကြမကြတတိယမကြမကြတတိယနေခြင်းအပြင်ကုတုဆိုတာစိတ်แท้ကတတိယပြီးတော့နေတဲ့အခါမှာဒီသီလအထူး